လော်မနီစူပါကပ်မှာကျော်ဆောင်ဝင်းရဲ့ပွဲပါလာပြီဆိုပြီးတော့နက်ခရော့ဘာကြောင့် posting ခဲ့တာလေပရိသတ်များအားလုံးပဲမင်္ဂလာပါများ Red Beta တွေကတင်ဆက်နေပါတယ်ဒီနေ့ Fedex ဂျင်မှာကျော်ဆောင်ဝင်းနဲ့အတူလေးကျင်းပေါ်ဖြစ်တဲ့နက်ခရော့ကလာမယ့်နိုမာ၂၂ရက်နေ့မှာဂျင်ဘာပြုလုပ်သွားမယ့် Lomni Super Champ Saturday Fight 22 November 2025မှာကျော်ဆောင်ဝင်းရဲ့ပွဲပါဝင်လာပြီဖြစ်တဲ့ကြောင်းပရိသတ်တွေကိုအတည်ပြုပြောဆိုခဲ့ပါတယ်အဲဒါကြောင့်ကျော်ဆောင်ဝင်းရဲ့ပွဲလာပြီး Time Fighter တယောက်နဲ့တွေ့ရမှာဆိုပြီးတော့ Necro ပြထားတဲ့ Fight Card ကိုကြည့်ရင်းမြန်မာပြည်က page တွေတော်တော်များများ post တင်လိုက်ကြပါရီ ဒါပေမဲ့တကယ်တမ်း official ကြီးညာထားတဲ့ website တွေကိုရှာဖွေကြည့်ရှုရမှာတော့ကြီးညာထားတဲ့ file cut ထဲမှာကျော်ဆောင်ဝင်းရဲ့ပွဲကပါဝင်မလာခဲ့တာတွေ့ရပါတယ်။အဲဒါကြောင့်ကျော်ဆောင်ဝင်းရဲ့ပွဲကပြန်ပြတ်သွားပြီလို့လည်းအချို့ကစကားကိုကြိုကံပြီးတော့ပြောလာခဲ့ကြပါတယ်။ promotion တခုမှာပွဲကအခုပဲကြီးညာအခုပဲပြည့်ရအောင်လို့ဟင်းရွက်ကစုံရောင်းနေတာမဟုတ်တလို့ကလေးရေကစားနေတယ်လို့မျိုးဝင်းဆိုဝင်းထွက်ဆိုထွက်လုပ်လို့ရတဲ့ကိစ္စမျိုးလည်းမဟုတ်ပါဘူး။အခုလိုသတင်းမှားတွေကြောင့်ပရိသတ်တွေကိုစိတ်ပြတ်သွားစေနေပါတယ်။ ဖိုက်တာတယောက်ရဲ့ပွဲသတင်းကိုစောင့်မျှော်နေရတဲ့ပရိသတ်တယောက်အနေနဲ့ဒီလိုအခြေအနေမျိုးကတကယ်လို့မှဝမ်းနည်းစရာပါမြန်မာပြည်က page တွေသတင်းတစ်ဖြစ်ရင်ပြီးရောဆိုပြီးတော့ပေါက်တက်ကရလိုက်တင်နေတာကိုဖတ်ပြီးတော့လိုက်ယုံနေတာထက်ဘာတွေလုတ်ပြတင်လဲဆိုတာကျွန်တော်ဘက်ကပြောပြပေးသွားပါမယ် Necro ဆိုတာကျော်ဆောင်ဝင်းရဲ့လက်ကျင်ပေါ်တအူးဆိုပေမဲ့သူကတရားဝင်ပြန်ကြားရေးမဟုတ်ပါဘူးပွဲစဉ်ရဲ့တရားဝင်ပြင်ညာချက်ကိုတည်ကျင်နေဆိုရင်တော့လုံမင်းရဲ့ယုံကျုပ်ကနေတိုက်ရိုက်ထုတ်ပြန်တဲ့သတင်းတွေသူရဲ့ယုံဆိုင်ရာ website နဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုဦးစားပေးစစ်ဆေးတင်ပါတယ် ကျွန်တော်ကတော့ muaythai.com ကိုတစ်ချက်ဝင်ကြည့်ပြပါတယ်ဒီ website ကနေစင်အခုကြော်ကြီးရဲ့ပွဲပါတယ်ဆိုပြီးတော့သတင်းကြီးနေတဲ့ပြိုင်ပွဲအတွက်လက်မှတ်တွေကိုကြိုတင်ဝယ်ယူထားလို့ရနိုင်ပါတယ်လူနေရာမျိုးဟာတည်ဝင်ပွဲစဉ်ဇာတ်အတွက်ယုံကြည်ရတဲ့ရည်မြစ်တစ်ခုဖြစ်နိုင်ပါတယ်ဒီ website မှာကြော်စာဝင်းမပါဘူးလို့ဖော်ပြထားရင်ဒီချက်ကိုလေးထားမှာဖြစ်ပါတယ်အဲဒါကြောင့်သတင်းတစ်ခုခုဆိုရင်ဖြစ်နိုင်ကြီးအကြောင်းရင်းတွေကိုရှင်းကျင်ပြီးမှချင်တွဲချင်းယုံကြဖို့တိုက်တွန်းလိုပါတယ်အခုလိုအချိန်မှာတင်တဲ့တူပရိသတ်တွေအနေနဲ့ဒီလိုမျိုးအချက်တွေကိုလိုက်နာသင်ပါတယ် တရားဝင်ရင်းမြစ်ကအားကိုးပါလော်ဝနီရဲ့ဝက်ဘ်ဆိုက်နဲ့လူမှုကွန်ရက်စာမျက်နှာတွေကထုတ်ပြန်တဲ့သတင်းတွေကိုသာယုံကြည်ကြပါသတင်းတွေကိုစစ်စစ်ပါကျော်စာဝင်ရဲ့လေ့ကျင့်ပေါ်ကတင်ထားတဲ့အတိုင်းအယုံမလဲကြပါလိမ့်ဖြစ်နိုင်သည်မဖြစ်နိုင်သည်ဆိုတာတိကျသေးကြတဲ့ချက်လက်တွေနဲ့တိုက်ဆိုင်စစ်စစ်ပါသူများဖင်ရတိုင်းကိုကဖင်လိုက်ရနေတာမကောင်းပါဘူးလေ့ကျင့်ပေါ်တဦးရဲ့ကိုပိုင်စာမျက်နှာကနေထုတ်ပြန်တဲ့သတင်းဟာစိတ်ကူးတက်ရာပြောတာဒါမှမဟုတ်မပြည့်စုံတဲ့သတင်းဖြစ်နိုင်တယ်ဆိုတာသတိရပါပွဲစဉ်တွေဟာအကြောင်းမျိုးမျိုးကြောင့်ပြောင်းလဲတတ်ပါလိမ့် ကစားမနဲ့ပွဲချင်းပါရေးဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတကယ်ဆိုရင်နက်ခရိုဘက်ကလည်းအခုလိုမျိုးတွေမတင်တင်ဘူးလို့ထင်ပါတယ်သူရဲ့ပြုမှုကတကယ်ကိုမှစဉ်းစားစရာကောင်းပါတယ်နက်ခရိုဟာကျော်စောင်းဝင်းရဲ့လက်ကျင့်ပေါ်ဖြစ်ပါတယ်သူကသူတင်းပေါ်အတွက်စိတ်လှုပ်ရှားနေတာဂုံယူနေတာဖြစ်နိုင်ပါတယ်ဒီကလေးမှာစိတ်လှုပ်ရှားမှုကြီးလွန်းသွားရင်အတိမပြည့်ရသေးတဲ့သတင်းတွေကိုအလင်းစလိုမျှဝေမိတတ်ကြပါတယ်စိတ်ပါလက်ပါနဲ့လှုပ်ရှားရှိတာကိုမျက်စိလဲသွားတတ်ပါတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်နက်ခရိုအနေနဲ့သူရဲ့လူမှုကွန်ရက်စာမျက်နှာကိုလူပိုသိအောင်အာယုံပိုဆိုင်အောင်လုပ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ် ကျော်ဆောင်ဝင်းလိုမျိုးနံပါတ်ကြီးဖိုင်တာတယောက်ရဲ့တရင်ကလူအောင်ဆူဆိုင်စေမှုများဆုံးရရှိစေနိုင်တာဖြစ်တယ်ဆိုတာအားလုံးသိထားကြပြီပါဒါကမိကုံးမောင်းလိုက်ဘက်မျက်စိလဲဆိုတဲ့နီးဗျူဟာမျိုးဖြစ်ပါရီနက်ခရော့ကဒါကိုကျင့်သုံးခဲ့တာပါလူများစုကသတင်းမားတွေကိုပါကြောက်မြောက်ဝီမိကြတာလေဒါလေးကိုကျွန်တော်မြင်ပြီးတော့ကျွန်တော်ပြောပြပေးရမယ်ဆိုရင်တော့ကိုနဲ့သက်ဆိုင်ခြင်းရှိတဲ့တရင်ဆိုရင်စိတ်လှုပ်ရှားပြီးတော့စဉ်းစားတွေးခေါ်မှုနဲ့တွားတတ်တာပါဓမ္မဆုံးသတင်းပေးသူဖြစ်ခြင်းနဲ့စိတ်ရှိနေတတ်လို့ဖြစ်ပါရီအဲဒီစိတ်ကြောင့်ပဲဘယ်သတင်းကိုဘယ်လိုအတည်ပြုရမယ်ဆိုတာကိုမေးတွားတတ်ကြပါရီ အဲဒါကြောင့်ပြည်သက်တွေကိုချင်းတွေးချင်းယုံကြဖို့ကျွန်တော်တို့ဝိုင်းတော်သားများကဒီနေရာကနေပြီးတော့အလေးနဲ့ထားတိုက်တွန်းလိုက်ရအကြောင်းပါခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ